အော်ဒီနေ့ဗီဒီယိုကကျွန်တော်ကဘာပြပြမယ်ဆိုတော့ဒီအရင်တော့လည်းကျွန်တော်မေးတယ်ဗောနော်ဒီဒီ online မှာဒီဒီ time အပြင်မဲ့ထွက်ပြီးတော့ဒီနိုင်ငံအတွင်းကိုပြန်ဝင်လို့ရှိရင်ဒီ booking တွေကိုအရင်တော့ဆိုတော့ပွဲစားတွေပါအိုက်ပြီးတော့ပို့ကြရဗျာအဲ့အစားကိုယ့်ဘာသာကိုလုံးချင်တဲ့သူတွေရှိတယ်ဗျာအဲ့ဒီလူတွေကကျွန်တော်မေးတယ်ဘလို့လောက်အောင်လဲဗောနော်ဒီဗီဒီယိုကဟိုပါဗောနော်ဘာမှတော့မခက်ဘူးဗျာဒါပေမဲ့ကျွန်တော်မေးတဲ့အခါမှာကျွန်တော်အရင်အရှိနှစ်ပေါက်လားသုံးကြော်မှာတော့လာမသိဘူးအဲ့လို ဂျားထဲမှာဖုန်းနဲ့လုတ်ပြထားတဲ့ဗီဒီယိုတပုတ်တော့ရှိခဲ့တယ်တပုတ်တော့မဟုတ်ဂျားထဲမှာဘလို့ပေါ့နော်ဒီ booking လုပ်တဲ့ခါပတ်စံမပေးဘဲနဲ့ဒီ credit card တွေပါတယ်မထည့်ရဘဲနဲ့ booking လုတ်တာမျိုးပေါ့လေအဲ့လိုလုတ်ပြီးတော့မှအာကွာဒီ visa approve ဖြစ်သွားပြီ time အော် time batch ကိုရှောင်းတဲ့ visa approve ဖြစ်သွားပြီဆိုတော့ကိုပုတ်ထားတဲ့ visa ကိုပြန်ပြီးတော့ cancel ပြန်လုပ်တာမျိုးပေါ့နော်ပတ်စံမပေးရဘဲနဲ့အာ time booking အစ်စ်လည်းဖြစ်မယ် cancel ဟိုပါပေါ့ပတ်စံလည်း visa မလိုမလိုတဲ့ဒီ ဟာကိုဘယ်တော့ဘယ်လိုလုပ်လဲဆိုတာတော့အရင်အဲ့ဒီရှေ့ဗီဒီယိုနှစ်ပုတ်သုံးပုတ်လောက်သုံးပုတ်၄ပုတ်မြောက်မှလာမသိကျွန်တော်ဂျာထဲမှာညှက်ပြီးပြောခဲ့တယ်။ဒါပေမဲ့ကျွန်တော် comment မှာအဲ့လိုလာမေးတယ်ဗျာအဲ့လိုချက်ပေါက်မှာလာမေးရသူရှိရတော့ကျွန်တော်ဟာတယောက်ချင်းစီနိုင်ငံလို့ပြန်ဖြေနေလို့ရှိရင်အဆင်မပြေမှာဆိုတော့ကျွန်တော် video တစ်ပုတ်နောက်တခြားသတိရှင်သူတွေလည်းသိသွားအောင်ဆိုတော့အာရည်ရွယ်ချက်နဲ့ဒီ video မှာပြောပြပေးမှာပေါ့နော်။အာဆိုတော့ booking site တွေကတော့အများကြီးရှိတယ် ြန်မာနိုင်ငံမှာတော့နာမည်ကြီးတာနဲ့အတူသုံးများတာတော့ Agoda တို့ပေါ့နော် Agoda ပေါ့။နောက် booking.com တို့ပါလို့။ Thai မှာတော့ဒီ booking site တွေကအများကြီးရှိတယ်တကယ်လည်းကြာရင်တော့ Agoda ရှိမယ်။အာ booking.com ရှိမယ်။အပြီး Traveloga, Trip Ticket ပြီးလို့ရှိရင် Expedia အာအများကြီးပေါ့လေနော်။တခြားတခြားသောဟို booking တွေလည်းရှိပါသေးတယ်။ဒါပေမဲ့ဒီ video မှာကျွန်တော် booking site နှစ်ခု လောက်ကိုတော့အာပြောပြပေးမှာပေါ့နော်။ booking site နှစ်ခု သုံးခုလောက်တော့ကျွန်တော်ပြပေးကြည့်မယ်အဲ့မှာမှာအစင်ပြည်တဲ့ဟာနဲ့ကိုပေါ့ပေါ့လေးအဲ့ခါကျရင်အရင်ဆုံးပြပေးမှာတော့ဒီအဂိုဒါနဲ့ပြမှာပေါ့နော်ဆိုတော့အဂိုဒါမှာကျတော့ကျွန်တော်တို့ဒီကိုကနိုင်ငံခြားတစ်ခုရောက်နေဆိုတော့ကျွန်တော်တို့ကဗီယက်နမ်ရောက်နေဆိုပါဆိုဗျာအဲ့တော့ကျွန်တော် time match ကိုပို့မယ်ဆိုရင်ဒီမှာရွေးချယ်တာဒီမှာ location ကိုကျတော့ဘန်ကောက်ကိုရွေးလိုက်တယ်ဗျာကျွန်တော်တို့ဘယ်နေရာဘယ်နေပို့မလဲပေါ့ထားပါတော့ကျွန်တော်တို့လာကုန်အဲ30ရက်ကနေ10ရက်စာလောက်ကျွန်တော်ပို့မယ်ထားလိုက် ကျွန်တော်၁၀ရက်နေစာလောက်ပို့မယ်ကျွန်တော် adapt မှာတော့ဒါတွေကထုံးစံနိုင်ပါလိဖုန်းနဲ့လည်းကျွန်တော်အရင်ဗီဒီယိုအဟောင်းတို့ဒီအနောက်မှာပြင်ထည့်တာပေးမယ်ဗျာကျွန်တော်တော့ laptop နဲ့လောက်ရတာပို့အဆင်ပြေတယ်အတွက်ကျွန်တော် laptop နဲ့ပဲလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကဲဒါတော့ထားပါတော့အဲ့ဒါအခုကအဲ sorry ဗျအလုပ်တွေရအောင်အလုပ်တွေကနေဗီဒီယို record လုပ်နေတာဖြစ်တယ်ဗျာနည်းနည်းလော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 ပဲပြောလိုက်ပါမယ် adapt ကတော့တယောက်ပဲဗျာထားလိုက်တော့အာโอเคကျွန်တော် search လုပ်မယ်ဗျာအဲ့တော့ ဒါဒီတိုင်းတရားပုံမှန်ပဲဗျာပိုကင်ရှာတယ်အခန်းရှာတယ်ဒိတ်ရွေတယ်ဗနေရောက်လေရွေတယ်ဒါပုံမှန်ပဲမဟိုတယ်တွေကအများကြီးကြာလာပြီဗျာအဲ့မှာမှာကျွန်တော်တို့ကအဓိကဘာကိုလောက်ရလဲဆိုတော့ဒီဒီဘက်ဒီဘက်ဘေးနေပါမှာပေါ့နော်အဲကျွန်တော်အခေါ်ပါတော့မင်းနေပါပဲထားလိုက်ပါအဲ့ဘာမှာကျွန်တော်ဘာရှိလဲဆိုတော့ကျွန်တော်မှာ guest rate ဘာလဲ category အများကြီးရှိတယ်ဗျာအဲ့ဒီနံပါတ်မှာကျွန်တော်တို့ကအောက်ဆိုနာလေးမှာထင်တယ်ကျွန်တော် ဘုတ်ကင်ဟိုတယ်တဲပြတာကြာပြီဆိုတော့အဲโอเคထားပါတော့ကျွန်တော်ပြပြမယ်အော်ဒီမှာအာကျွန်တော်လုံနေကြမလို့ဆိုတော့ဒီမှာလပြရပါတော့ပုံမှန်ဆိုရင်ဒီမှာโอเคဒီမှာ popular fitter for bangkok ပေါ့လေ popular fitter bangkok fitter ခံတဲ့ဟာတွေကဒီမှာအများကြီးရှိရယ်ပေါ့လေအဲ့မှာမှကျွန်တော်တို့ကပတ်စံမပေးချင်ဘူး ီးတော့ broken လဲ free cancellation လို့ရှင်တဲ့အတွက်ကျွန်တော်တို့ကဒီ free cancellation ကိုရွှေ့တယ်နောက်တစ်ခြားကျတော့တချို့ broken တွေကဒီနေရာမှာ free cancellation တော့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ credit card တို့ visa card တို့ကိုထည့်ပေးရတယ်ပတ်စံတော့မဖြတ်ဘူးအဲ့လိုဟာတွေတော့ရှိတယ်ဒါပေမဲ့အမှကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ book without credit card ဆိုတဲ့ဟာကိုရွေးပေးရမယ်အဲ့တော့ဆိုရင်ကျွန်တော်တို့က booking ကိုပို့လိုက်တယ်အဲ credit card လည်းထည့်ကြမလို့ကို information လည်းဘာမှပေးကြမလို့အကယ်လို့ booking ကိုပြန် cancel ခြင်းနဲ့ cancel ခြင်းတဲ့ခါကြလို့ရှိရင်လည်းပတ်စံပေးကြမလို့ credit card လည်းပေးတာမရှိတဲ့အတွက် safe ဖြစ်တယ်ဗောဗျာကို information တို့ပေးကြဘာမှမလိုဘူးလို့အဲ့တော့ကျွန်တော်တော့ free cancellation ဆိုရဲအာ option ရဲ့ဒီ the book without credit cards or how အဲ့နှစ်ခုကျွန်တော်ရွေးပြီးတော့ကျွန်တော်အမြဲတမ်း search လုပ်လို့ရှိတယ်ဗောနော်အဲ့နှစ်ခုကျွန်တော် search လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့အာဒီမှာဗျာအဲ့လိုမျိုး option တွေကိုခဏလေးဒီမှာအာအဲ့လိုမျိုး option တွေကိုပေးတဲ့ booking တွေဒီဘက်ချင်မှာ refresh auto ဖြစ်တယ်ပေါ့နော်အဲ့မှာကျွန်တော်ကဒီမှာ Bangkok Oasis Hotel ရှိမယ်ထားပါတော့ hotel တွေကတော့ဒီမှာအာရှိကြတာပေါ့လေနော်လောလောဆယ်ကတော့ဒီမှာ3ခုတော့ပေါ်တယ်အဲ့ဒီနေ့အတွက်မှာကျွန်တော်တို့ free cancellation ရောအာ without credit ကရောပေးတဲ့ hotel ပေါ့လေအဒီနေရာမှာပြောချင်တာအဲ့လိုမျိုးကိုက free cancellation တွေဘာတွေကိုတီချာကောင်းမှုရချင်တယ်ဆိုရင် booking ကိုကြိုးပြီးဖွင့်ပို့ကောင်းတယ်ကျွန်တော်တို့ခီးတစ်ခုအာ visa တစ်ခုသွားလျှောက်ပြီးဆိုရင်ကျွန်တော်ဒီထိုင်းနိုင်ငံလေးပြောင်းမယ်ရက်ကိုကိုကခတ်မှန်းနိုင်ပြီကိုကပို့ပြီးတော့လဲ တွက်ချက်ထားနိုင်ကိုကဘယ်ချင်းလောက်ထိုင်းနိုင်ငံတွေဝင်မယ်သိထားပြီဆိုရင်ကိုကကြိုးပြီးဖွင့်ထားပိုကောင်းတယ်အကောင်းဆုံးပဲပေါ့လေအဲ့ဒါကတော့အရင်ညီးဝိုင်းတော့အဆင်မပြေမှာစိုးလို့ပါအဲ့တော့ဘန်ကောက် Oasis Hotel ကျွန်တော်ဒီစခုပဲကျွန်တော်ရွှေ့လိုက်မယ် sorry ဒါတက်ပုံနေမှာ okay ဒီမှာဒီ hotel ကိုကျွန်တော်ရွှေ့လိုက်မယ်ဗျာအဲ့ hotel မှာဆိုရင်ကျွန်တော်တို့ကအာရွေးပြီးလို့ရှိရင်ကျွန်တော်ဒီမှာ camp type တွေရှိတယ်ဗျာဒီမှာ8 room type 11 room offer ရှိတယ်ဗျာထားပါတော့ deluxe twin room for 2 person နေရာဝိကရင်ခန်းရှိမယ်ဒီလက်ဒေဗရွန်ကိုထားပါတော့ကျွန်တော်ဒေဗရွန်ကိုကျွန်တော် book မယ် book တာတော့တရားတော့တကယ်ကအခန်း booking လုပ်မယ်ဆိုရင်တော့ဒီဘက်ဘေးမှာတော့ကျွန်တော်တို့ဒီသူ့ရဲ့ facility တွေပါတယ်ဒီ table ပေါ့နော် room တက်ပုံတွေပါတယ်ဒါကတော့ရှိတယ်ပေါ့နော်ဒီမှာသူ့ရဲ့ free cancellation ပါညာပါညာ before may 29မတိုင်ခင်ကို cancel လုပ်ပြရမှာပေါ့နော်ပတ်စံတော့ pay at the hotel မှာ pay လို့ရတယ်ပေါ့လေ so ဒါတွေကတော့ကျွန်တော် booking တကယ်လုပ်မယ်ဆိုရင်ဒါတွေကိုက detail ဖတ်ရမယ်ပြီးသူ့ရဲ့ hotel က rural regulation regulation policy တွေပါတယ်ပေါ့နော်။ဘာတွေပေးရလဲ၊ညာတွေပေးရလဲ၊ဘာတွေလိုလဲ၊ဘာတွေတောင်းလဲ၊ဘာတွေအသတ်မှတ်ထားရလဲ၊ဘာတွေမရှိလဲဆိုတော့ဒီဒီအခုကျွန်တော်ပြထားတဲ့အထဲမှာကျွန်တော်တကယ် booking လုပ်ပြီးဆိုရင်အာသူရဲ့ဟိုဘာတွေဖတ်လို့ရအောင်နော်။အကုန်လုံးဝင်ဖတ်လို့ရအောင်။အခုဒီနေရာမှာ booking ဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်အတိအကျပြောမှာမဟုတ်ဘူးနဲ့။ booking booking cancellation ဒီ fitter ခံပြီးဘယ်လိုလုပ်လဲဆိုတာပြောရပြီးမှဖြစ်တယ်ပေါ့နော်။ဆိုတော့အဲ့ဒါတွေကျွန်တော်မပြောတော့ဘူး။ဆိုတော့ okay အဲ့တော့ဒီတဲ့ရောက်ပြီးဆိုရင်ကျွန်တော်တို့ဘာလုပ်အောင်လဲဆိုတော့ဒီအာဒီမှာဗျာ။အာ ် HP plugin ပေါ့နော်ပုံမှန်ဆိုတော့ plugin နဲ့ပြ HP plugin ကကျွန်တော်ထင်တယ်ကတ်သွားလို့မသိဘူး Okay မှာ HP plugin လောလောဆယ်အပေါ်မှာ button ရှိရယ်ဗျာ customer information ထည့်တဲ့အပိုင်းရယ်ပြီးရင် plugin is confined ဆိုတဲ့အပိုင်းဆိုရင်နှစ်ဆင့်ရှိတယ်ကျွန်တော်ကဒီ customer info အဆင့်ရောက်နေအဲ့မှာမတူရေးထားပြီးသားပဲဗျာ no credit card need to book ပေါ့နော် credit card ထည့်ကြမလို့ဗျာအဲ့တော့ special request မှာပါညာဗောနောကိုကတကယ်ပို့လို့ရှိရင်တော့ဒီမှာပါညာပါညာထည့်လို့ရတာဗောနော special request မှာဆိုရင် smoking ဆိုရယ် smoking ပေါ့ i agree to the receipt update and promotion okay ထားပါတော့ okay အဲကျွန်တော်ဒီမှာအောက်မှာ book now ဆိုကျွန်တော် okay ပို့မယ်ဒါအခုလောက်ပြနေတာတကယ်ပို့နေတာဗျာတကယ် information ဟိုဘယ်လိုပြော information ဖြစ်သွားဒီ hotel booking တကယ်လုပ်နေတဲ့အချိန်လောက်တာပဲတကယ်နေကြရင်ပြီးမှကျွန်တော် cancel ဘယ်လိုပြန်လုပ်ရလဲဆိုတာကိုပြချင်တာဗျာဒီကအဲ့တော့ကျွန်တော်က ဒီမှာ booking is confined ဖြစ်သွားပြီဗောလေဒီမှာ view booking detail ဗော view booking detail မှာ okay ဒီမှာကျွန်တော်တို့ကအကျွန်တော်တို့ရဲ့ဒီမှာ your booking is confined ဖြစ်သွားပြီဗောလေကျွန်တော် book လိုက်တယ်ဗောလေအာဒီနေရာမှာကျွန်တော်ကဘာလို့တန်ရလဲပုံမှန်ဆိုရင် information တွေထည့်ရတာဗောလေဒါပေမဲ့ကျွန်တော်ကဒီမှာကျွန်တော် account ရှိရှိတာဖြစ်တဲ့အတွက်အာဟိုပါဗောနာမည်တွေဘာတွေမတောင်းတော့ဘူးပုံမှန်ဆိုရင်တော့ အကျွန်တော်တို့ email တခုတောင်းတယ်ပြီးတော့ကျွန်တော်တို့ရဲ့နာမည်တောင်းတယ်ကျွန်တော်တို့ဖုန်းနံပါတ်ကိုတောင်းတယ်ဆိုတော့အခုကျွန်တော် CEO ဒီမှာမေးတော့ဝင်လာပြီဗျာကျွန်တော် book လိုက်တာတကယ် book လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာမေးတော့အမဖုန်းမှာတော့ဝင်လာပြီဗျာဒီမှာအကူဒါနေလာဆိုတော့ sorry အဒီမှာဆိုတော့ဗျာထားပါတော့ဗျာအဲ့တော့ ျွန်တော်ဘုတ်လိုက်တယ်မြန်မာ booking is confirmed မှာကျွန်တော်ရဲ့ booking id ရှိမယ်ဒါ booking id မေ30 2025နေ့ဂျွန်10ရက်2025ကျွန်တော်10ရက်စာ17ရက်စာမြေပို့ထားတာဗောလေဆိုတော့အဲ့ဒါကိုကျွန်တော်ဂျီမေးမှာကျွန်တော်တောက်ပြန်ပြမယ်ဗျာဂျီမေးမှာဆိုကျွန်တော်ဘုတ်လိုက်တဲ့ဟာကအာဟိုပါဗောတကယ်ဘုတ်လိုက်လို့ရှင်ကျွန်တော်ဒီမှာ email okay ဒီမှာကျွန်တော်မှာအကူရာဆိုတဲ့ဟာဝင်လာပြီးပေါ့ဗျာအဲ့မှာကျွန်တော်နှိမ့်လိုက်မယ်နှိမ့်လိုက်လို့ရှင် အာအမကကျွန်တော်တို့ booking confirmation လို့အကိုရာ booking id ဒါ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 ပေါ့နော် check in ပဲနေ check out ပါနေအဲကျွန်တော်တို့ရဲ့ဘာညာပေါ့နော် information တွေရှိတယ်အမ your booking is now confirm ဖြစ်သွားပြီအမကျွန်တော်တို့ booking confirm ဖြစ်သွားလို့ရှိအောက်မှာကျွန်တော်တို့ဒီ pdf file လေးနဲ့ဒီ booking ဟိုပါ receipt file လေးတွေ့မယ်ဗျာအဲ့မှာကျွန်တော်တို့ကျွန်တော်ရဲ့ booking id ပါမယ် name ပါမယ် အာကျွန်တော် information တွေပေါ့လေကျွန်တော်ဖုန်းနံပါတ်တွေပါပြီးပါမယ်ဘယ်နေ့ check in ကနေဘယ်နေ့ check out ပါညာအကုန်ပါတယ်ဗျအဲ့ booking ကျွန်တော် print ထုတ်ပြီးတော့ခုနကထိုင်းတန်ယုံမှာ visa လျှောက်တာတို့အာခုနလိုပေါ့နော်ဤထိုင်း e visa လျှောက်တဲ့အခါမှာတင်တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ဒီဒီ receiver ပေါ့နော်ဒီ reservation paper ကိုကျွန်တော်တင်ပေးရမှာအဲ့တော့ကျွန်တော်ဒါတကယ်ပို့လိုက်တာကျွန်တော်အောက်ကြီးနော် official အောက်ကြီးနေကျွန်တော်ပို့ပေးလိုက်တာဗျာအဲ့တော့ကျွန်တော်အဲ့ဒါကိုပြီးပြီးလို့ရှိရင်ကျွန်တော် cancel ပြန်လုပ်မယ်ဗျာ ဲ့ဒါတော့ cancel ပြန်လုပ်မယ်ဆိုရင်ကျွန်တော်ကဒီအာဟိုပါပေါ့ဒီ agora site တွေကိုပဲပြန်လာမှာပေါ့နော်နေပါအောင်ဒီမှာ you okay otp အောင်ဟိုပါဖြစ်နေ cancel booking ပြန်လုပ်မယ်โอเคဒီမှာ cancellation policy ကျွန်တော်ခုနပို့ထားတဲ့အာ booking ရဲ့ဒီ Japan Gao Oasis Hotel ရဲ့အောက်မှာပဲကျွန်တော်တို့ဒီနားလေးမှာရှိရဒီမှာ cancellation policy now cancellation is free ပေါ့လေဒါ until 28 May 17:59အထိက free ပဲအကယ်လို့29ရက်နေ့ရောက်သွားပြီဆိုရင်တော့ cancellation က free မဟုတ်တော့ဘူးပေါ့ဗျာအဲ့တော့အဲ့တော့ credit card တွေပါရတချို့တွေကမထည့်ခြင်းဆိုတော့အဲ့ဒါလည်းပါအကယ်လို့ credit card တွေပါထည့်ခဲ့လို့ရှိရင်ကျွန်တော်ပတ်စံအဲ့ credit card ကလည်းအဲ့ဒီနေမတိုင်ခင်မှာအော်တိုဖြတ်တာတို့အကယ်လို့ကို cancel ပြန်လုပ်လိုက်လို့ရှိရင်တော့ကိုယ့်ကိုဟိုပါပေါ့ဘလို့ခေါ်မလဲဘလို့ခေါ်မလဲအဲ့ဒါမြန်မာလိုဘလို့ခေါ်လဲအင်္ဂလိပ်လိုလည်းမြန်မာလိုမသိတော့ အဲ့လိုပါနိနာကြီးပေါ့ဗျာဒါပေါ့နိနာကြီးအနေနဲ့ဘယ်လိုပတ်စံဘလောက်ဆိုပြီးဖြတ်တာမျိုးရှိတယ် fee ရှိတယ်ဗျာလို့ cancel လုပ်က fee ဆိုတာချိုးကြတော့ no refundable တွေရှိတယ်ဆိုတော့အခုကတော့ဒီမှာတော့ cancellation is free ဆိုတဲ့ဟာပေါ့လေအဲ့တော့ကျွန်တော်ဒီမှာ cancel my booking ပေါ့လေကျွန်တော် cancel booking လုပ်မယ်မှာသူက option မေးရပါကြောက် option လောက်ရလဲပေါ့နော်ကျွန်တော်တခုခုယူလိုက်ပေါ့ဗျာကျွန်တော်ကဘာယူလိုက်မလဲဆိုတော့ဘာယူရမှန်းမသိဘူးကျွန်တော်လည်းအာဟောပေါ့ โอเค we book with hot data ရေ hot data ပဲတိုင်းပို့တော့မယ်ပေါ့ကွာအဲ့ဒါရွေးပြီးတော့ continue and cancellation ပေါ့လေမတူကြီးတာပါတယ် free cancellation you can cancel this booking now and you will be charged uh nothing ပေါ့နော်ဘာမှပေးကြမလို့ okay အဲ့တော့ကျွန်တော် uh are you sure ဆိုတော့ yes cancel this booking okay အဲ့ကျွန်တော် cancel လိုက်တယ်ပေါ့နော်ခဏဆောက်ပြီးပေါ့နော် โอเคကျွန်တော်ကျွန်တော်ပုံညာဒီမှာခုန confine ဆိုတဲ့နေရာနဲ့ဒီမှာ you are booking was cancer successfully it may take a few minutes for the booking status below the reflex ဆိုပြီးတော့ပြလာတယ်ဒီမှာအောက်မှာ booking id ကျွန်တော် cancel လုပ်လိုက်တယ် me 5မှာကျွန်တော် cancel လုပ်လိုက်တယ်အဲ့တော့ me မှာလည်းရောက်နေပြီပေါ့နော် me မှာလည်းကျွန်တော် cancel လုပ်လိုက်ချောင်းဒီမှာအော် sorry ဒီမှာ me မှာလည်းကျွန်တော်မှာ your booking has been successfully cancel ပေါ့နော်ဒီမှာကျွန်တော်ရဲ့ booking id okay ကျွန်တော် booking လုပ် cancel လုပ်လိုက်ပြီ ပြီးသွားပြီဒါပဲပတ်စံပေးကြမလို့ဘူကင်လုတ်လိုက်တယ် credit card ထည့်ကြမလို့ no cancellation အာဒီ filter ဆိုတော့ filter ဆိုတော့ဒီဘက်ပါမှာကျွန်တော်တို့ကဒီ cancellation free ဆိုတဲ့ဟာရယ်ပြီးတော့ pay without credit card ဆိုတဲ့ဟာကိုရွေးပြီးတော့ filter ခံပြီးတော့ရှာလိုက်အဲလို option ကို pay pay ရွေးတဲ့ hotel 56ခုကြားလာလိမ့်မယ်ကြားလာလို့ရှိရင်တစ်ခုခုရွေးပြီးတော့ဘူကင်လုတ်လိုက်တယ်ကျွန်တော်က email ဝင်လာတဲ့အတွက်ကျွန်တော် อีเมลဝင်ထားတဲ့ဟိုဘောကျွန်တော်ထည့်ရတယ်ဗျာဒီထည့်ကြမလို့ဒီတိုင်းပြီးတော့ booking တိုင်းပြီးတော့ပေးလောက်လိုက်တယ်ဗျာပုံမှန်ဆိုရင်တော့ဒီအာအကောင့်ပေါ့နော်ဒီ register မလုပ်ထားတဲ့အကောင့်ဒါကျွန်တော် register တကယ်လုပ်ထားတဲ့အကောင့်ဖြစ်လို့ဗော register မလုပ်ထားတဲ့အကောင့်ဆိုရင်ဘာဘာမှမကွာဘူးအဲကျွန်တော်ခုန booking လုပ်တဲ့အချိန်မှာသူကနာမည်တစ်ကလုံးတောင်းတယ် ကိုယ့်နာမည်ရဲ့ပြီးတော့ဖုန်းနံပါတ်ရဲ့ကိုယ့်နောက်ကိုယ့်ဒီ reply ဒီ booking လို့ confirm လုပ်ပြီးကြောင်းပို့လာမယ် mail ပေါ့လေ email ရဲ့ဒီသုံးခုပဲတော့နာမည်ရဲ့ email ရဲ့အဖုန်းနံပါတ်ဒါပဲတောင်းလေဗျအဲ့တော့ထည့်ပေးလိုက်ထည့်ပေးလိုက် ပြီးဒါပဲပြီးသွားပြီအဲ့ဒါကျွန်တော်ပြဟိုပါဘောနော်အကူရာနဲ့ပတ်သက်ပြီးပြတာဟာနော်အ booking.com မှာဆိုရင်လည်းနောက်ထပ်ဥပမာတစ်ခုအနေနဲ့ booking.com မှာဆိုရင်လည်းဒီတိုင်းပဲ UI နဲ့တိတ်ပြီးတော့ booking site ရဲ့တိတ်กว่าတော့မဟုတ်ဘူးကွာတိလားအဲ့တော့ကျွန်တော်ဘယ်ကိုယူရမလဲဆိုတော့ဒီမှာ ခုနလိုပဲကျွန်တော်ဒီ where are you going ဆိုတော့ okay ကျွန်တော်က thai သွားမယ်ဗောနော bangkok okay bangkok သွားမယ်ဘယ်နေရဘယ်နေတော့ကျွန်တော်ခုနလိုပဲ30ရက်နေ့ကနေ10ရက်နေ့ကိုကျွန်တော်ရွေးလိုက်မယ် okay အာပြီးတော့ adv ကတော့ကျွန်တော်တယောက်တည်းပဲ okay okay အဲ့တော့ search လုပ်လိုက်ရအကူရန်တူတူဘက်မှာအခန်းကြီးကြာလာတယ်ဗျာဒီဘက်မှာအခန်းကြီး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 ကြာလာတော့ဒီဘက်ဘေးမှာကျွန်တော်ဒီဘက်ဘေးနေပါမှာဒီမှာ period ဘယ်လောက်ကရင်ဘယ်လောက်ကြာဟို adjustment လုပ်လို့ရတယ်ကျွန်တော်ကတော့ဒီမှာ popular filter မှာဆိုပါရှိတယ်โอเคကျွန်တော်မှာထုံးထုံးနေနိုင်မယ်ခုနအကူရာမှာပြခဲ့လို့ပဲ frequency လေးရှင်ကျွန်တော်ရွေးမယ်အပြီးလို့ရှိရင်ကျွန်တော်ဒီမှာနောက်တစ်ခု bot without credit card အဲ့နှစ်ခုကတော့ main မဲ့လို့ကျွန်တော်အများဆုံးသုံးဖြစ်တဲ့ filter အဲ့ filter နှစ်ခုနဲ့ဆိုရင်မှာတို့ offer ပေးတဲ့ hotel တွေအနည်းချင်းဒီဘက်ပြန်မှာကြာအောင်အဲ့မှာမှာကျွန်တော်တို့ကြာနေတဲ့ရာတစ်ခုခုပေါ့နော်ကျွန်တော်တို့အာရွေးလိုက်ပေါ့ဗျာကျွန်တော်ထားပါတော့အခန်းတစ်ခုခုရွေးလိုက်ပေါ့ဗျာထားပါတော့ဒီခန်းပေါ့မှာ ဒီ hotel ကိုကျွန်တော်ယူလိုက်မယ်ယူလိုက်ပြီးလို့ရှင်ထုံးနေနိုင်မယ်တကယ် booking လုပ်မယ်ဆိုရင်တော့သူရဲ့ about မှာသူတို့ hotel အကြောင်းကိုဝင်ဖတ်လို့ရတယ်ဘာတွေဝန်ဆောင်မှုပေးတယ်ဘာတွေမရဘူးလဲဆိုတာပြောလို့ဘာတွေဘာတွေရှေ့ပိုင်းဒါပေါ့ဝင်ဖတ်လို့ရတယ်ဆိုထားလိုက်ပါတော့အဲ့တော့ကျွန်တော်ဒီမှာ double room ပဲကျွန်တော် i will reserve for เนาะအော်ဒီမှာအခန်းမှာခန်းလို့ဆို okay တခန်းပေါ့လေ reserve with genius discount အဲ genius discount နဲ့လား ့ကျွန်တော် discount ဟိုဟာ book လိုက်တယ်ပေါ့နော်အဲ့ book လိုက်လို့ရှိရင်ကျွန်တော်ဒါလည်းကျွန်တော် account နဲ့ပေါ့နော် account နဲ့ဆိုတော့အဲ့ဒီတိုင်ပဲ okay ဒီမှာသူ information ထည့်ကြတယ်ဗျာဒီမှာ account ရှိနေသည့်တိုင်တော့သူကအဲ့လိုမျိုးထည့်ကြတယ်ပေါ့လေအဲကျွန်တော် sign in မလုပ်ရသေးတာပါမထင်ဘူး please sign in okay ကျွန်တော် sign in မလုပ်ရသေးတော့ okay ခုနကကျွန်တော်မပြလိုက်တဲ့အဆင့်ကဒီမှာဟိုပါပေါ့နော်ဟို bro တို့ဘာညာပေါ့ဟိုပါ booking အီးမေးလ်ဝင်ရသေးဘူးဆိုရင်ဒီလိုမျိုးပြရမယ်ဗျာကျွန်တော်တို့ first name ရယ် last name နာမည်ထည့်ရမယ်ပြီးကျွန်တော်အီးမေးလ်ထည့်ရမယ်ပြီးကျွန်တော်ဖုန်းနံပါတ် okay တခုခုပါပပပပပထည့်လိုက်မယ်ကျွန်တော်ဖုန်းနံပါတ်တခုခုကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးမှ region ပါညာထည့်လိုက် region ကတော့ကိုယ်ပဲနိုင်ငံရဲ့လာမယ် region လဲပါညာဘူးလေဒါပေမဲ့ရှားတယ်ကိစ္စမရှိရတာအရင်ရေးမကြည့်ဘူးအမဒီမှာ free cancellation before 14 on 30 may may 30 2025မတိုင်ခင်မှာ cancellation လုပ်လို့ရှိရင် free လို့ရေးထားရဗျာဆိုတော့ အဲ့တော့ကျွန်တော်တို့ကြိုးပြီးပို့ဖို့လိုတယ်ကြိုးပြီးပို့မှာ free cancellation အဆင့်ပြင်မယ် effect ပြင်မယ်ဆိုတော့ okay ဒါတွေကပြန် booking လုပ်မယ်ဆိုရင်တော့ကိုယ့်ဘာသာကိုယ်အမှဖတ်ပေါ့ဗျာ special request ဘာတွေ request လုပ်မယ်ပါ냐 okay ဒါကျွန်တော်အဲ့အပိုင်းမပြောဘူးအဲ့တော့ကိုယ့်ဘာကိုတကယ်ပို့မှာတစ်ခုချင်းဖတ်ပြီးတော့ပါ냐ဟိုဒီ time တွေပိုင်းမှာဆို security deposit တွေပိုင်းတောင်းလိုက်လည်းရှိတယ်ဆိုတော့အဲ့ deposit တွေပိုင်းက hotel တစ်ခုတစ်ခုမတူဘူးဘယ်လောက်တောင်းလဲဘယ်လောက်တောင်းဆိုတာမတူညီနိုင်ဘူးအဲ့တော့ကိုက booking ကလေးကဝင်ဖတ်ပေါ့လေတကယ်လို့တင်မဲ့သူတို့ အတွက်ရည်ရတာပေါ့နော်အဲ့ဟာကျတော့တကယ်မတဲလူရောကိစ္စမမျိုးအဲ့ဒါကြီးတော့ဖတ်မနေနဲ့အချိန်ကုန်လေအဲ့တော့ final detail final detail ကိုသွားလိုက်မယ် okay final detail မှာ okay မှာ your selection ဒီအစင်က your detail မှာ finish booking okay okay no payment detail require မလိုဘူးပေါ့နော် okay အမှန်ချစ်ပြလိုက်မယ်ပြီးလို့ရှင်အာ complete အာ booking okay sending your booking to the provider receiving okay ကျွန်တော် booking လုပ်လိုက်ပြီပေါ့လေ ခဏဆောင်မယ်အာဟွန်း your booking is confirmed လို့ဒါကျွန်တော်တကယ်ပို့လိုက်တာ okay ပါအာကျွန်တော်ဒီမှာ say confirmation to phone ပေါ့လေဒါကတော့ကျွန်တော်ကဖုန်းနဲ့ရှိရတူဆိုဒီမှာ scan ဖတ်ပြီး application download ဆွဲပြီးတော့ကျွန်တော် booking ကိုကြည့်လို့ရတယ်โอเคဒီမှာအာကျွန်တော်မေးဝင်လာပြီပေါ့နော်မေးဝင်လာပြီ အာအဂိုရာနေဝင်လာတဲ့မေးပေါ့လေဆော့ဆော့ထားပါဒီဒီမှာတော့တက်ကြည့်လိုက်မယ်โอเคဒီမှာโอเคဒီမှာအဂိုရာကျွန်တော် booking လုပ်လိုက်တာ confirmation id ကတလောက်ပါအာဒါကျွန်တော်နာမည်ပေါ့နော် your booking is uh confirm ပေါ့လေ confirm ဖြစ်သွားပြီပေါ့လေ you will pay when you stay at hotel မှာရောက်မှပဲကျွန်တော်ပတ်စံပေးရမယ်ဆိုတော့ okay အမှ cancellation cost ကလည်းဒီမှာ anti 30မတိုင်ခင်မှာဟိုဟိုဖြစ်မယ်30လောက်ထိဆိုရင်ကျွန်တော်တို့ဒီ time back ဒီ0ပေါ့လေစတဲ့ပြားပေးစားမလို့ဗျာ okay before ပါပေါ့30မတိုင်ခင်မှာကျွန်တော် cancel ပြန်လုပ်အောင်ပါအဲ့တော့ကျွန်တော်တို့ဒီ booking လုပ်မယ်ဆိုဂျိုးပြီးတော့မတိုင်ခင်မှာဟိုဟာပေါ့ဂျိုးပွတ်တာပေါ့နော်ဂျိုးပွတ်ထားပြီးမှကျွန်တော်တို့ visa တွေတင်တယ် visa တွေ approve ရသွားပြီဆိုလို့ရှိရင်တော့အဲ့ booking cancel လုပ်လိုက်ရုံပဲဗျာဆိုတော့ဒါပါပဲအဓိကကတော့လေအဲ့တော့ ကျွန်တော်ကန်ဆယ်ပြန်လုပ်မယ်ဗျာအဲ့တော့ဒီဒီမှာကန်ဆယ်ကဘာမှသွားလောက်ရလဲဆိုတော့อืมခဏလေးเนาะကျွန်တော်ကြည့်လိုက်မှာโอเคဒီမှာ view update details ဆိုရနေအောင်โอเค just a moment โอเคအဲ့မှာကျွန်တော်ဒီမှာโอเคကန်ဆယ် your booking မနော်โอเค ကန်ဆယ်မယ်လေကျွန်တော်ဗီဇာအပရူရသွားပြီဖြစ်လို့ရှိရင်ကျွန်တော်ကန်ဆယ်မယ်မလို့ခုနလိုပဲအကူရလိုပဲ reason မေးတယ်အိုကေကျွန်တော်အာ personal reason မို့လေโอเค chain of plan okay continue ကန်ဆယ်ဖို့ကန်လာဆိုတော့ဟုတ်ပါတယ်ဒီမှာ price breakdown okay cancellation fee က0ပါ UAV chart ဖြတ်ခံမှာ0 ဒါပေါ့လေတပြားအပြတ်မခံအောင်โอเคကျွန်တော် cancel ပါတယ် canceling your booking that's all ဘောနော်အဲ့တော့ဒီ video မှာကျွန်တော်ပြပေးတာ agora ရဲ့ booking တော့ကွင်ပြပေးတယ်ပြထားပေးတယ်ဘောနော်တခြား trick တော့ ticket လို့လည်းဒီသဘောပဲကျွန်တော်ပြပေးခြင်းပဲ video ကအရင်ရှည်သွားမယ်သဘောတရားချင်းတူတူပဲဒါပေမဲ့တခုတော့ရှိတယ်တချို့ trick တော့ဘာလို့မှဆိုရင်တော့အဲ့လို free cancellation တို့ဒီ payment credit card ဟာတွေအာလုံးလုံးမရတဲ့ဟာရှိတယ်အဲ့လို option မပေးလောက်တာမျိုး site တွေရှိတယ်အဲ့တော့ ဒီနှစ်ခုကရတယ်အဲ့လိုပေးလို့တယ်အဲ့ဒီ filter မှာ free cancellation နဲ့အာ pay without credit card ဆိုတဲ့ဟာအဲ့ဒီ filter နှစ်ခုကအလုပ်လည်းဖြစ်တယ်တော်တော်များများအဲ့ဒီအရာမှလောက်ကြတာဆိုတော့အဲ့တော့ဒီဟာကနေပဲလုလုပ်ပြရအောင်နော်ဆိုတော့ကျွန်တော်ဒီမှာမေးဝင်လာပြီဆိုတော့မေးဝင်ပြီပေါ့နော်ဆိုတော့ဒီမှာမေးက cancel လုပ်လိုက်ကြအောင်ဒီမှာ your booking has been successfully cancelled ပေါ့နော်ဒါ booking တော့ကိုယ်နဲ့ cancel လုပ်လိုက်တယ် so that's all ဒါပဲအဓိကကတော့ ဆိုတော့အဲဘယ်လိုပြောမလဲအဲ့တော့ဒီနှစ်ခုစမ်းပြထားတာဗျာအီအဂိုရာနဲ့ဘိုကင်တော့ကိုစမ်းပြတယ်နှစ်ခုမှာပဲသွားစမ်းစေချင်တယ်အဲ့မှလည်းအဲ့ဖီတာကိုခံလာပြီးကြားလိုက်ဟောတယ်ဗျာအများကြီးရှိတယ်ဆိုတော့တစ်ခုမို့တစ်ခုကိုနဲ့အဆင်ပြေမယ်ထင်တယ်ဆိုတော့အဲ့တော့ဒီဗီဒီယိုကတလောက်ပဲအနောက်မှာတော့ကျွန်တော်အရင်ဟိုအရှိတော်လုတ်ပြထားတယ်ဖုန်းထဲမှာလုတ်ပြထားတယ်အဗီအဟောင်းတော့ကျွန်တော်ပြန်ထည့်ထားပေးမယ်ပေါ့နော်ဆိုတော့တဘောရရချင်းတော့ဘာမှမကွာအတူတူပဲဆိုတော့ ဖုန်းထဲမှာလောက်တာနဲ့ laptop မှာလောက်တာနဲ့ကလည်းဘာမှမဟုတ်ဘူးဖုန်းထဲမှာလည်းဖုန်းထဲမှာပူအောင်ယူရှင်းနေတယ်ဗျာဆိုတော့ဆိုတော့ကျေးဇူးပါဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒါပါတော့ကျွန်တော်ဒီဘန်ကောက်ပေါ့ဗျာအဲ့တော့ဘန်ကောက်မှာဆိုရင်နီယမ်မီဘန်ကောက်ကဒါပါတော့ကျွန်တော်အော်တိုဘာလာကိုသွားလာအော်တိုဘာလာတရက်နေ့ရနေအော်တိုဘာလာ21ရက်နေ့ထိရက်ပေါင်း20 okay booking လုပ်မယ်အဲ့တော့အမ်အကန့်တကန့်ပဲအဒပ်ပဲ okay အာ search လုပ်မယ်ပေါ့နော်အဲ့မှာဒီမှာဆိုရင်398ဘတ်ပဲရှိတယ် fitter မှာကလည်း free cancellation ရတဲ့ဟာကိုလုပ်မယ်ပြီးတော့ book now and pay later fitter ခံလိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဟိုတယ်ရောပတ်စံပေးချေရတဲ့ hostel ဒီမှာဆိုတာ hostel ရှိတယ်တယောက်နဲ့တယောက်ကတော့ကျွန်တော်ဒီနေ့ကြီးတဲ့နေ့ရတော့ဒီလိုမျိုး hot hostel တွေ hotel တွေပေါ်နေတယ်ဆိုပေမဲ့ဒီအကူရာကဟာရီကကျွန်တော်ဒီ ဒီပိုင်းဒီ update တွေဖြစ်နေတာဖြစ်တယ်တရားတရားတော့ရနိုင်တဲ့ host တွေ hotel တွေကမတူညီနိုင်ဒါပေမဲ့ကျွန်တော်တို့ fail လုပ်မှာပဲဆိုတော့ fail လို့ဆိုတာတကယ်တဲမှာမဟုတ်တော့ဗျာမတဲမှာမဟုတ်ဆိုတော့ကျွန်တော်ဒီ booking ရဖို့အဓိကပဲဆိုတော့ okay ထားလိုက်ပြီးတော့ကျွန်တော်မှ220နဲ့ဘက်ကိုကျွန်တော်ဒါက free cancellation ရတယ်သူရေးထားတယ်အဲ့တော့ free cancellation ရတာဟာကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတော့ခုနလို့တလို့ပဲဗျာ co room မှာကျွန်တော်တို့ကြည့်လိုက်မယ်အာထားပါတော့ဗျာကျွန်တော်တို့ဒီ음 PL later ဆိုတော့ဒီက220နဲ့ဟာပဲကျွန်တော်ရွေးလိုက်မယ် ဲ့လိုပဲရွေးလိုက်လို့ရှိရင်ဟာကျွန်တော်တို့ဒီမှာပေါ့နော် awesome button လေးမှာ niche finance တက်ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကအဲဘယ်လိုပြောရမလဲ hotel book လုပ်ပြီးပြီပေါ့ဗျာ hotel book လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကျွန်တော်ရဲ့ဒီ agora ဖွင့်ထားတဲ့ gmail တဲ့ကိုကျွန်တော်ကမေးဝင်လာမယ် pdf file လေးနဲ့ကျွန်တော်တို့ရဲ့ booking လုပ်ထားတဲ့ဟာပေါ့ဗျာအဲ့ဒါကျွန်တော်နမူနာပြမယ်ဗျာအဲ့ဒါဘယ်လိုလဲဆိုတော့ um ဘယ်လိုလဲဆိုတော့ဒီအာဘယ်လိုပြောပြဒီမှာဗျအဲ့ဒါဘယ်လိုလဲဆိုတော့ဒီဒီလိုမျိုးပေါ့အာဒါပါတော့အဂိုဒါကျွန်တော်ပြန်ရှာလိုက်မယ်နော် AGO ဒီအဂိုဒါပုတ်ကင်းပေါ့နော်အဂိုဒါနဲ့ပတ်သက်တဲ့ဟာဘယ်လိုလဲဆိုတော့ဒီမှာဘာဒီမှာဘယ်လိုမျိုးမေးဝင်လာမယ်ဗျမေးဝင်လာလို့ရှိရင်ကျွန်တော်တို့ဒီမှာ booking booking မဟုတ်ပြဒီအာအောက်ဆုံးမှာဒီ PDF file နဲ့ confirmation ဒီဟာလေးဝင်လာမယ်ဒီဟာကိုကျွန်တော်တို့က print out hard copy print out သွားမယ်အဲသူတို့ဘက်ခြံက soft copy ပြခိုင်းလဲကျွန်တော်တို့ဖုန်းတွေက Gmail တွေကဒီ PDF file လေးဖွင့်ပြလို့လည်းရသလိုပြပြဖို့ပြပြလို့လည်းရတယ်ဆိုရင်မဲ့ဒီ hard copy ကတော့ထုတ်သွားတာပိုကောင်းတယ်ဘာလို့လဲဆိုတော့အဲ hard copy သူတို့ကအာ sound အဲ့ဒီနေမှာဒီ document တွေကိုတင်နေနေမှာတို့ကဒီ design တွေပါယူတာဖြစ်တဲ့အတွက် အာဒီဆောင်ရွက်ကိုအာပြပြလိုက်ပေါ့နော်ဒါဆိုဒါကတော့ hotel booking လုပ်ရညီပေါ့နော်ဆိုတော့အရင်မခက်ဘူးအသေးစိတ်တွေကတော့ကျွန်တော် video data ရှိတော့မလုပ်တော့ဘူးပေါ့နော်ဒီလောက်ပဲကျွန်တော်လုပ်လိုက်တော့မယ်နောက်မှသာတခြားသူတွေအားလုံးတကယ်တည်တည်အသေးစိတ်တွေလုပ်ပြပေးပါဘာညာစုမသာလင်ကျွန်တော်အချိန်အားလို့ရှိရင်ကျွန်တော်ဒီတစ်ခုချင်းဒီ session တစ်ခုချင်းဒီ alive ကိုကျွန်တော်တစ်ခုချင်းဒီပြန်ပြီးတော့လုပ်ပြရင်လုပ်ပြမှာဒါကတော့ hotel booking လုပ်တဲ့နေပေါ့ hotel booking လုပ်နေကျွန်တော်နှစ်ခုပြောသွားတယ်လုပ်နေတာနှစ်ခုတော့အတူတူပဲ